ျွန်တော်တို့တက်တော့အောက်ဖွင့်တဲ့နေရာလေးရောက်ပြီဆိုရင်တော့အရင်ဆုံးစစ်ကမှဒီ located in Myanmar ဘာမှဆိုနေရာလေးပေါ့နော်အဲ့နားလေးကိုကျွန်တော်တို့တစ်ချက်နေပြလိုက်ပါပြီးရင်တော့ဒီမြန်မာဘာမှဖြစ်နေတဲ့ location လေးကိုပြောင်းဖို့အတွက်ဂျပန် location ပြောင်းဖို့လို့ကျွန်တော်တို့က server လေးကိုတစ်ချက်နေမယ်နော်ပြီးရင်ဂျပန်လိုရိုက်ရှာပြလိုက်ပါအဲကျွန်တော်တို့ကြားလာတဲ့ဂျပန်ဆိုတာလေးကိုတစ်ချက်နှိပ်ပြလိုက်ပါ ပြီးတော့ကျွန်တော်တို့ကခုနကမြန်မာဘာမာပေါ့နော်အနေအားလေးကျွန်တော်တို့တစ်ချက်ပြန်ဆက်ပေးလိုက်မယ်နော်ဒီမှာဂျပန်လို့ပြောင်းသွားပြီနော်ပြီးတော့ကျွန်တော်နောက်တစ်ဆင့်အနေနဲ့ကိုယ်မှရှိတဲ့ကိုယ်ကဲအကောင့်လေးနဲ့ပေါ့နော် login ဝင်ပေးလိုက်ပါနော် continue with ကိုယ်ကဲဆိုတာလေးကိုနှိပ်ပေးလိုက်ပါအမ်ဘင်းကျွန်တော်တို့ဒီနေရာမှာကိုကိုယ်ပဲပေါ့နော်ဝင်းဝင်းနဲ့ဝင်းတက်ကလေးကိုအမှန်တိုင်းထည့်ပြလိုက်ပါ ကျွန်တော်ကတော့ကျွန်တော်ဝေးတဲ့ကလေးလေးကိုထည့်ပေးလိုက်မယ်နော်အမ် addition ပြီးပါရင်ဆိုတော့နောက်တစ်ဆင့်ကတော့ကျွန်တော်တို့ကျွန်တော်တို့ရဲ့ account name ပေါ့နော်ကျွန်တော်ကတော့ထော်ကြီးလို့ပဲရိုက်ထည့်လိုက်ပါမယ်အဲဒါဆိုရင်တော့ပွင့်သွားပါပြီလွယ်လွယ်လေးပါနော်ဘာမှမခက်ဘူး ြီးတော့ကျွန်တော်တို့ဖွင့်လိုက်တဲ့အကောက်ကဂျပန် region နဲ့မဟုတ်ဟုတ်မဟုတ်တစ်ချက်စစ်ကြည့်မယ်ပေါ့နော်ကျွန်တော်တို့ profile အပေါ်ဆုံးကမြင်းကြောင်းလေး၃ကြောင်းနှိပ်လိုက်ပါပြီးအောက်ဆုံးမှာရှိတဲ့ setting and privacy ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါဒီအပေါ်ဆုံးကအကောင့်ဆိုတာလေးကိုပဲတစ်ချက်ထည့်နေပြလိုက်ပါ။ ကျွန်တော်တို့အပေါ်ဆုံးက account information ဆိုတာလေးကိုနောက်တစ်ချက်ထည့်နေပြလိုက်ပါအဲဒီမှာ account region ဆိုတဲ့နေရာမှာကျွန်တော်တို့ဂျပန်လေးဖြစ်နေပါပြီเนาะဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ account ကဂျပန် region နဲ့ TikTok account လေးဖြစ်သွားပါပြီခင်ဗျာ